ဒီဆက်လန်ကတော့2018နိုဝင်ဘာလမှာစထားတာပါဆက်ဆောင်ဖြစ်တဲ့ကေဗင်ကိုမြင်နေရမှာဖြစ်ပြီးသူကရင်မောင်းတယောက်လည်းဖြစ်ပါရင်တခြားသူ့ရဲ့လိုပဲသူ့ရဲ့နေရက်ကပုံမှန်လိုပါသူကအကြောင်းဘတ်စကားမောင်းတဲ့အလုပ်ကိုလုပ်ကင်ပြီးတော့လခကအရန်ကိုမှနေပါပါရင်သူ့အတွက်တရက်တာနေထိုင်ဖို့တော့မှအတော်ကလေးကိုမှခက်ခဲတယ်လို့ပြောလို့ရပါရင်ကေဗင်ရဲ့အိမ်မှာအမေနဲ့တားတယောက်ရှိပြီးတော့သူ့ရဲ့တာကကေဗင်ရဲ့ပြောစကားဝေးကိုနားမထောင်တတ်ပါဘူးကြောင်းတော့ဖို့ပြောပြမိမယ်လည်းမတော်ပါဘူး တာကိုဘာလုတ်ပေးရမှန်းကိပင်မသိဘူးဖြစ်နေခဲ့ပါရင်သူစီမှာခွေးတကောင်လည်းရှိပြီးအဲ့ဒီခွေးကလည်းဖျားနာနေတယ်ဆိုတာသူသိလျက်ပါရင်ဒါကြောင့်ဇေယုံကိုခေါ်တော်ပေးရပါပြီဒုက္ခစွာကလာပြီးဆိုရင်ဘေးပဝန်းကျင်အကုန်လုံးကနေလာတတ်တယ်လို့သူတွေးနေမိပါရင်ဒါပေမဲ့သူကအခုလိုမျိုးစိုးစိုးရွားဝေးဖြစ်နေခဲ့ပေမဲ့လက်လျှော့တတ်တဲ့လူတော့မဟုတ်ပါဘူးနောက်တနေ့မှသူเจ้าကိုထတ်တော်ပြီးကလေးဘေကိုဘတ်စကားပေါ်တင်ကเจ้าကနေထွက်လာခဲ့ပါရင် အခုဆိုရင်သူတို့ရောက်နေခဲ့တာကကယ်လီဖိုးနီးယားပြည်နယ်ကပရာတိုက်လို့ခေါ်တဲ့မြို့တစ်မြို့ဖြစ်ပါရင်အဲ့ဒီမှာဆိုရင်ရာသီဥတုကများသောအားဖြင့်6တွေ့ပူပြင်ပါရင်တောင်ပေါ်မှာလက်ဆက်တတ်တိုင်တွေကိုမြင်နေရပြီးတော့အဲ့ဒီမှာလက်ဆက်ဝါယာကျိုးတစ်ခုအတွင်းမှာ short ဖြစ်နေခဲ့ပြီးမီးပွားဝေကမြက်ခင်းအပေါ်ကျလာခဲ့ပါရင်ရာသီဥတုက6တွေ့နေခဲ့တာကြောင့်မြက်တွေကလည်း6တွေ့နေခဲ့ပါပြီး ဒါကြောင့်ပဲအဲ့ဒီမြက်ခင်းကမီးဆွဲလောင်ခဲ့ပြီးတော့မီးဟာအရန်ကိုလင်းမြန်စွာနဲ့ပဲတော်သေးကိုဥတီတွားခဲ့ပြီးအဲ့ဒီနေရာမှာမြို့တစ်ခုလုံးကရှိနေခဲ့တာပါမြို့ထဲမှာရှိတဲ့လူတွေကတော့လာတော့မဲ့ဘေးအန္တရာယ်ကိုလုံးဝမတိထားကြပါဘူးတစ်ဖက်မှာတော့ကေဗင်ကကလေးတွေကိုကြောင်းမှချပေးပြီးရနောက်သူ့ရဲ့ဘတ်စကားကိုပြင်ဖို့အတွက်ကားဂရောင်းကိုတွားရမှာပါဒါပေမဲ့အဲ့ဒီအခါတော်ထဲကမိဟာအများကြီးကိုပြန့်နှံ့နေခဲ့ပါပြီရဲရရှိတဲ့ချို့ကမိကိုမြင်ပြီးရင်တော့မိသက်ဌာနကိုချက်ချင်းပဲအကြောင်းကြပါရင်းမိသက်တပ်ဖွဲ့ရောက်လာခဲ့ပေမဲ့ ဒီမီကတောင်ပေါ်မှာဖြစ်ပြီးတော့ရောက်ဖို့ကလည်းနည်းနည်းခက်တယ်ဆိုတာသူတို့သိလိုက်ရပါပြီ။ဒါပေမဲ့သူတို့ကလည်းအားမလျှော့ပဲတခြားသောလမ်းကနေတောင်ပေါ်ကိုတက်ဖို့တနည်းနည်းနဲ့ကြိုးစားကြပါပြီ။ဒါပေမဲ့အလုတ်တမတချို့ကတော့ဒီမီထဲမှာပိတ်မိနေကြပါပြီ။ဒီကြားထဲမှာပဲကျောင်းဘတ်စကာကိုကိုရောင်စီသွားဖို့ပေးနေတဲ့ကေဗင်ကိုလည်းတွေ့နေရမှာပါ။သူကတော့မီအချောင်းကိုမတိသေးပါဘူး။အင်ကသူ့ရဲ့အမေဖုန်းဆက်လာပြီးတော့ဒါဖြစ်သူက အန်နေတာကြောင့်ဇေယုံသွားဖို့လိုတယ်လို့ပြောပြပါရင်ကေဘင်ကစိတ်မပူဖို့သူ့စီမှာဘတ်စကားရှိတဲ့အကြောင်းနဲ့သူဈေးဆိုင်ကနေဈေးဝင်နဲ့အတူပြန်လာနေပါပြီလို့ပြောလိုက်ပါရင်ဒါကြောင့်သူဟာကားဂရောင်းကိုမတွားတော့ဘဲနဲ့တားဖြစ်သူရဲ့အသက်ကိုကယ်ဖို့အတွက်ချက်ချင်းပဲဈေးဆိုင်ကိုတွားလိုက်ရပါရင်အဲ့ဒီအခါမြို့ထဲကနေမိခိုးဝေးကိုရှင်းလင်းမြင်နေရပါပြီလေကလည်းဒရော့စီကိုတိုက်နေတာကြောင့်မိကမြို့ထဲကိုမကြခင်ရောက်တော့မဲဆိုတာသိလိုက်ရပါရင် ရဲအရာရှိဝေတဏျာတဲ့စုပြီးတော့ဒီမီဟာဘယ်လိုမျိုးစဖြစ်တာလဲဆိုတာစုံစမ်းဖို့စတင်ကြပါရီစူးစမ်းကြပါရီအမေရိကန်တော်ဝေမှာမီးလောင်တာကပုံမှန်ဖြစ်စဉ်ဖြစ်ပေမဲ့ဒီလောက်အထိမြင်မြန်ဆန်းဆန်းလောင်တာကတော့ပုံမှန်မဟုတ်ပါဘူးမီးအသေးစားလေးဝေဆိုရင်တော့ချက်ချင်းထိန်းချုပ်လို့ရပေမဲ့ဒီနေရာကမီးကတော့မထိန်းချုပ်နိုင်သေးပါဘူး အရာရှိဝေကအဲ့ဒီနေရာမှာပါဝါလိုင်းတွေတပ်ဆင်ထားတယ်ဆိုတာသိလျရပါတယ်မီးပွားဝေကျလာတဲ့အချိန်မှာလေကအရန်ကိုပြင်းနေတာကြောင့်လက်စစ်ကိုမဖြတ်နိုင်ပါဘူးဒါကြောင့်မီးဆလောင်တာလို့သိလျရပါတယ်မကြခင်မှာပဲလက်စစ်ဌာနကလူတချို့ရောက်လာခဲ့ပါပြီမိတ္တသမဝေကလက်စစ်ဌာနကလူဝေကိုအရန်ဒရွတ်ထွက်နေကြပါတယ်လေအရန်တိုက်နေမှမသိဘူးလားလက်စစ်ကိုဖြတ်ပြက်တင့်တယ်လို့ပြောကြပါတယ်မိတ္တသမဝေပြောပြမှပဲဌာနကလူဝေဟာလက်စစ်အားလုံးကိုပိတ်ပြပါတယ်ဘာကြောင့်လဲဆိုရင်ဒီလိုမျိုးအဖြစ်ပြက်ထပ်ဖြစ်နိုင်တယ်ဆိုတာသူ ို့သိနေကြလို့ပါတခြားတစ်ဖက်မှာတော့ ABN အရာရှိတယောက်ကိုမြင်နေရပါပြီသူဟာမိသက်သမားဝေကိုမိထဲမှာပိတ်မိနေတယ်လို့ပြောပါရင်ဒါပေမဲ့အိမ်တချို့မိဆွဲလောင်နေတာကြောင့်အကူအညီလိုတယ်လို့ပြောပါရင်ဒါကြောင့်သူကိုယ်တိုင်လူဝေကိုကူညီပေးနေခဲ့ပြီး ဒါကတော့အနီးမှာစောက်ထားတဲ့အိမ်တွေပါဒါကြောင့်သူဟာလူတချို့ကိုသူ့ရဲ့ကားထဲထည့်ပြီးတော့အသက်ကယ်ကဒီနေရာကနေခေါ်ထုတ်သွားပါရင်အခုဆိုရင်မိသားသမားတွေကဒီမိဟာကြကြလောင်းနေပြီဆိုတာသိလျော်ပါရင်မိခိုးတွေကအဝေးကိုပြန့်နှံ့နေခဲ့ပြီးအနည်းဆုံး9ကီလိုမီတာပတ်လည်ကိုမိကဝါမျိုးပြီးထားပါပြီတစ်ဖက်မှာတော့ကေဘင်းစီကိုသူ့ရဲ့တထေးကဖုန်းခေါ်ပါရင်ကားကိုရောင်ထဲကဘတ်ကားကိုပြင်ပြီးပြီးဆိုရင်တော့အမြန်ဆုံးယူလာပြပါဘာကြောင့်လဲဆိုရင်ဒီကနေ့ကလေးတွေကိုစောစောចောင်းပိတ်ပေးရမယ်လို့ပြောပါရင် ဒါပေမဲ့ကေဗင်ကသူ့ရဲ့ဘတ်ကားကိုဂရောင်းထဲမှာမထည့်ခဲ့ပါဘူး။သူကဈေးဝင်တဲ့သူသူ့ရဲ့အိမ်စီသွားနေခဲ့တော့မှမိတာကားဝေကဒီလောက်အထိအဝေးကြီးမတွားနိုင်တာကြောင့်ရဟန်းရင်ငယ်လေးဝင်တဲ့တင်မောဝေကိုခေါ်ယူခဲ့ရပါရင်အဲ့ဒီတင်မောဝေကရေဖြည့်ပြီးတော့မိကိုထိန်းချုပ်နိုင်ဖို့အတွက်တောပေါ်ကိုရေဝေလောင်းချကြပါရင်ဒါပေမဲ့ဒီလောက်အထိပြင်းထန်တဲ့မိကိုထိန်းချုပ်ဖို့ကအရန်ကိုခက်ခဲနေခဲ့ပါပြီ။မိဟာပို့ပြီးတော့တိုးလာနေခဲ့ပါရင်ဒါကြောင့်သူတို့ကမိငင်တပ်ဖို့ရဟယင်တွေပို့တောင်းဆိုပါရင်ဘာကြောင့်လဲဆိုရင်မြေပြင်ကနေ မိငိန်တက်ဖို့စွာကမဖြစ်နိုင်တော့လို့ပါကေဗင်ကလည်းတောထဲမှာမိအယံများနေခဲ့ပြီးမိတာကဝေးအဲ့ဒီဖက်သွားနေတာကိုသိလျက်ရပါရင်ဒါကြောင့်သူကသူ့ရဲ့သားကိုဖုံးဆက်ပြီးတော့မကြခင်ရောက်တော့မယ်လို့ပြောကာ ဘာပဲဖြစ်ဖြစ်အိမ်အပြစ်မထွက်ဖို့မှာပါရင်ဘာကြောင့်လဲဆိုတော့မိခိုးဝေကနေရာအနှံ့အပြားဖြစ်နေခဲ့လို့ပါကလေးပင်အလုံးကလည်းကျောင်းထဲမှာရှိနေကြပြီးသူတို့ဟာပဒင်းပေါက်ကနေမိခိုးဝေထွက်လာတာကိုမြင်နေရပါရင်သူတို့ကလည်းတနေရာမှာမီးလောင်နေပြီးဆိုတာသိလဲရပါရင်အဲ့ဒီအချိန်ကျောင်းမှာတော့မေရီလို့ခေါ်တဲ့ဆရာမတယောက်လည်းရှိပြီးတော့သူမကကလေးပင်အလုံးကိုစူးစီးက ခိုင်ခိုင်ထားပါရီမိဘအများစုကသူတို့ရဲ့ကလေးဝေးပျောက်သွားမှကိုကြောက်တဲ့အတွက်ចောင်းကိုလာကြပြီမဲ့ကလေးဝေးစီမရောက်နိုင်သေးတဲ့မိဘဝေးကအများရှိနေတယ်ပါရီကလေးစုစုပေါင်း22ယောက်ရှိပါရီကေဘင်းစီကိုသူ့ရဲ့စနီးကဖုန်းခေါ်လာခဲ့ပြီးသူကစနီးနဲ့အတူမနေဘူးဆိုတာသိလျက်ပါရီသူ့စနီးကလည်းသူ့သားကိုတကူကူဖြစ်နေပြီးဆိုတာသိလျက်ပါပြီဒါကြောင့်ကေဘင်းကိုတားစီမတွားဖို့သူမကကေဘင်းရဲ့အင်္ဂနီတားကိုလာခေါ်မယ်လို့ပြောပါရီ ចောင်းထဲကအလုတ်မတယောက်ဟာယင်မအလုံးကိုဘတ်စကအလုတ်ရှိရဆိုရင်တော့ចောင်းကိုရောက်အောင်လာဖို့ပြောလိုက်ပါရီးပြီးရင်ကလေးဘေကိုခေါ်သွားဖို့လည်းပြောပါရီးဘာကြောင့်လဲဆိုရင်ចောင်းမှာကလေး20နှစ်ယောက်ကြံ့နေသေးလို့ပါဒရိယံမိဘဝေကမရောက်နိုင်သေးပါဘူးဒါပေမဲ့ဘယ်ဘတ်စကတမားကမှပြန်မဖြေကြပါဘူးကေဗင်တယောက်ကပဲចောင်းကိုရောက်လာခဲ့သူဖြစ်ပါရီးဒါကြောင့်သူဟာချက်ချင်းပဲပြန်ဖြေပြီးတော့မကြခင်ចောင်းကိုရောက်တော့မယ်ကလေးဘေကိုကယ်ထုတ်ပြီးတော့ခေါ်သွားပါမယ်လို့ပြောပါရီး ဒါကြောင့်ကေဗင်ဟာသူ့ရဲ့ဘတ်စကားကိုမြင်မြန်မောင်းပြီးကြောင်းကိုတွားလဲရပါပြီ။သူကကလေးတွေကိုကယ်ထုတ်ပြီးတော့ရှီကိုမှာရှိတဲ့နေရာလွတ်တစ်ခုစီခေါ်တွားရမှာပါ။ကေဗင်ကအမြန်ဆုံးကြောင်းကိုရောက်တွားခဲ့ပြီးကလေးအလုံးကိုဘတ်စကားအပေါ်တင်ကဆီယာမအမေရီကကေဗင်ကိုကလေးအလုံးကိုနေရာလွတ်ဖြစ်တဲ့ရှီကိုစီခေါ်တွားဖို့ပြောပါရင်းဒါပေမဲ့ကေဗင်ကသူ့တယောက်ထဲမှာလုံနိုင်ဘူး။တရရဲ့ယောက်ကသူ့နဲ့အတူလိုက်ဖို့လိုတယ်လို့ပြောပါရင်း ဒါကြောင့်မေရီဟာကောင်းပါပြီကျွန်မလိုက်ခဲ့ပါမယ်လို့ပြောလိုက်ပါရင်ဒီလိုနဲ့မေရီကလေးဝင်တဲ့သူဘတ်စကားပေါ်ထိုင်ပြီးဒီကနေ့ထွက်ခွာလာကြပါပြီကလေးဝေကလည်းသူရဲ့ထိုင်ကုန်မှာတက်တောက်တက်တာနဲ့ထိုင်နေကြပါရင်ရဲနဲ့မိသက်တပ်ဖွဲ့တွေကမိငိတ်တပ်ဖွဲ့အတွက်အလုံများနေကြပါရင်မိဟာတိုးလာနေခဲ့တာကြောင့်သူတို့ကတော်တော်ကလေးကိုမှဇွိမ့်ပူပန်နေကြပါပြီကေဘင်မောင်းလာတဲ့ဘတ်စကားကယင်ကြောပိတ်ဆို့မှုမှာပိတ်မိသွားခဲ့ပါရင် လူအိုင်းကဒီကနေ့ထွက်ဖို့အတွက်စဉ်းစားနေကြတာကြောင့်အဝေးပြေးလမ်းအပေါ်မှာကားဝေးကရုတ်တရက်အကုန်ရောက်လာပြီးလမ်းကပိတ်သွားခဲ့တာပါဒီလိုမျိုးစောင့်နေနဲ့မောင်းလာခဲ့ပါပြီဒီနေရာကနေထွက်ဖို့အတွက်လမ်းမရှိဘူးဆိုတာကေဘင်သိလျက်ပါရင်ဒါပေမဲ့တနင်္လာနေ့နဲ့သူဟာမေရီကိုထိုင်ကုန်မှာထိုင်ခိုင်းပြီးတော့လမ်းရှင်းဖို့စူးစမ်းမယ်လို့ပြောပါရင် အခုမင်းကဘတ်စကားကိုပြပြရှင်နောက်ဆုတ်ပေးပါလို့ပြောပါရီဒါနဲ့အမေရိကလည်းပြောတဲ့အတိုင်းလုပ်ပါရီကေဗင်ကကျွန်တော်စီမှာကလေးတွေပါပါရီဂျေဆုပြုပြီးတော့သွားခွင့်ပေးပါလို့ပြောပြီးရှေ့ကကားဝေကိုဖယ်ခံပါရီလူတို့ရှုတ်ကလမ်းဖဲ့ပေးကြပြီးအများကြီးစ조사ပြည့်နောက်ကေဗင်ရဲ့ဘတ်စကားကဒီနေရာကနေထွက်ဖို့အတွက်အောင်မြင်သွားခဲ့ပါပြီဒီလိုနဲ့ကေဗင်ဟာဘတ်စကားကို80မောင်းပြီးတနေရာကိုရောက်သွားခဲ့ပါရီဒီနေရာမှာမိဝေကအရင်များနေတာကိုတွေ့မြင်နေရပါပြီ အိန္ဒိယအလုံးမီးလောင်နေခဲ့ပြီးမေရီကလည်းဒီနေရာမှာမနေတဲ့ဟူကလေးတွေကိုပြောထားတဲ့နေရာစီခေါ်သွားရမယ်လို့ပြောပါရီကေဗင်ကအဒီကနေ့ရှေ့ဆက်မောင်းသွားခဲ့ပြီးတော့ဘတ်စကာပတ်ပတ်လေးမှာမီးရှံနေရှိနေလျက်မီးခိုးဝင်ကြောင်မောင်းမိုက်နေခဲ့ပါပြီကလေးအလုံးကမီးရဲ့အပူချိန်ကြောင်ကြောက်လန့်နေကြပါရီ ါပေမဲ့ maybe ကတော့ဒီကလေးလေးကိုတနည်းနည်းနဲ့ cue site ဖို့ကြိုးစားနေပါလိအခုဆိုရင်ရှီကိုလို့ခေါ်တဲ့စခန်းနေရာမှာတဲတချို့စောက်ထားပါလိဒံရရတဲ့လူရဲ့အားလုံးကအဲ့ဒီကိုရောက်လာကြပြီးတော့ bus car ဝင်အားလုံးကိုလည်းဒီကိုလာဖို့ပြောထားပါလိဒါပေမဲ့ bus car တစ်စီးမှမရောက်သေးပါဘူးကိမေးက bus car ပဲရှိသေးပါလိ ဒီအတွက်ဘတ်စကားအထက်ကကလေးဝေယမိဘအားလုံးဟာအရန်ကိုမှဇွင်ပူပန်နေကြပါပြီ။ cabin ဘတ်စကားမောင်းနေတဲ့နေရာမှာရှေ့ကိုလည်းဘာမှကိုမမြင်ရပါဘူး။ဒါပေမဲ့ cabin ကဘတ်စကားကိုတူဟန်ပန်းနဲ့ပဲဆက်ပြီးမောင်းပါရင်ကလေးအားလုံးချွေးဝေထွက်ပြီးတော့ရေဝေတောင်းကြပါရင်ဒါပေမဲ့အနားမှာရေရဖို့စွာကအခက်ခဲပါရင်ဒါကြောင့် keeping ဟာမီးနဲ့နဲ့ပါတဲ့နေရာမှာဘတ်စကားကိုရက်ပြီးတော့မေဝီကအနားမှာရှိတဲ့အိမ်မှာရေဝေရှိမရှိတွားကြည့်မယ်လို့ပြောပါရင် ဒါကြောင့်သူမကစီဆိုင်နားမှာရှိတဲ့အိမ်သိမ်းကိုတွားပြီးတော့ရေပလင်းစုဆောင်ပါလိမ့်ဒါပေမဲ့အဲ့ဒီအချိန်စီဆိုင်မှာပောက်ကွဲမှုဖြစ်ပြီးမေဝီအော်လိုက်ပါပြီးကံကောင်းစွာနဲ့ပဲတနည်းနည်းနဲ့သူမကကလေးဝေအတွက်ရေရလာခဲ့ပါလိမ့်အဲ့ဒီနောက်ကလေးဝေရဲ့ရေတောက်ရှင်စိတ်ကိုပြည့်စည်ခဲ့ပါပြီးအခုဆိုရင်မိကပို့ပြီးတော့ပြန့်နေနေခဲ့ပြီးတော့ကေဗင်ဟာဘတ်စကားနဲ့ရှေ့ဆက်မောင်းနေရပါလိမ့်ဒီလန်ကဘဲကိုတွားမဲဆိုတာတူမတိပါဘူး ဘာကြောင့်လဲဆိုရင်အဝေးမှာအမောင်ပဲရှိပြီးတော့ဘာမှကိုမရှိလို့ပါမိဘဝင်အားလုံးကလည်းစိတ်ပူနေကြပါပြီ KBN ကတတိကတော့စိတ်မပူပါနဲ့ဘတ်စကားပေါ်မှာထိုင်နေတဲ့ကလေးတွေကို KBN လို့ခေါ်တဲ့ရင်မောင်းကောင်းတယောက်ကလိုက်ဖို့ပြီးနေတာပါခေါ်လာပြီးနေတာပါဆီယမအမေရိကလည်းကလေးတွေနဲ့အတူရှိနေခဲ့ပြီးဒါကြောင့်သူတို့နှစ်ယောက်ကကလေးတွေကိုဘေးကင်းအောင်ခေါ်လာပေးပါလိမ့်မယ် ယုံကြည်ပါယင်းနဲ့တခြားလူတွေကိုသူတို့အလို့သူတို့လှုပ်ခိုင်းပါလို့ရှင်းပြဖို့စူးစမ်းကြပါရီကေဘင်ရှေ့ဆက်မောင်းနေတုန်းပြင်းနေတဲ့လူတချို့ကိုသူမြင်ရပါပြီသူတို့ကကေဘင်ကိုဘတ်စကာရှေ့ဆက်မမောင်းဖို့ပြောပါရီရှေ့ဆက်သွားဖို့လမ်းမရှိတော့ဘူးလို့ပြောပါရီဒါပေမဲ့ရှေလင်ပြေးဖို့ပဲစပြောနေခဲ့ပါရီဒါပေမဲ့ကေဘင်စီမှာကလေး22ယောက်ရှိပြီးတော့ဒီကလေးတွေကိုထားခဲ့ပြီးသူ့အနေနဲ့ရှေလင်မပြေးနိုင်ပါဘူးဒါကြောင့်သူအမေရိကန်ဘတ်စကာထဲမှာထိုင်ဖို့ပြောပြီးတော့လမ်းကိုတွားကြည့်ရန်စူးစမ်းပါရီ သူလမ်းသွားကြည့်ဖို့အတွက်တစ်ဖက်ကိုတွားတဲ့အခါမှာဒီကနေ့ထွက်ဖို့လမ်းမရှိဘူးဆိုတာသူသိရပါပြီပပတ်လေတစ်ခုလုံးကမိပဲရှိနေခဲ့ပါပြီဒါကြောင့်သူ့အနေနဲ့မိနေနေငိမ့်သွားတဲ့အထိဒါမှမဟုတ်လေတိုက်နှုံနေသွားတဲ့အထိပတ်စကာကိုဒီနေရာမှာခဏရက်ထားရမယ်လို့ဆုံးဖြတ်ပါပြီကလေးဝင်အလုံးကလည်းငိုနေကြပါပြီမေရီကသူတို့ကိုနေသိဖို့စ조사ပြီးတော့ကေဗင်ဟာမေရီကိုစိတ်ကူးတစ်ခုရတယ်လို့လည်းပြောပြခဲ့ပါပြီသူ့ရဲ့တီရှပ်ကိုစုပ်ပြီးကလေးဝင်ရဲ့မျက်နှာအပေါ်တင်ပေးလိုက်ပါ ဒါမှပဲကလေးတွေကအစိတ်ရှိတဲ့ဓာတ်ငွေကိုမရှူမိအောင်ရှောင်ရှားနိုင်မယ်လို့ပြောပါရင်းဒါနဲ့သူမကပြောတဲ့အတိုင်းလိုက်လုပ်ပြီးကေဗင်ဟာသူ့ရဲ့တီရှပ်ကိုအပိုင်းအစလေးတွေလှုပ်ပါရင်းသူကဓာတ်ဝေကိုရေစွတ်ပြီးတော့ကလေးတွေကိုနှာခေါင်းအပေါ်တင်ထားဖို့ပြပါရင်းအဲ့ဒါမှသူတို့အနေနဲ့လွတ်မြောက်နိုင်မှာပါရဲဝေကအခုဆိုရင်ပြန်ဖြေလာကြပါပြီဒီလိုမျိုးကြီးမားတဲ့မီးကိုထိန်းချုပ်ဖို့မဖြစ်နိုင်ဘူးလို့သူတို့သိလိုက်ရပါပြီ။ဘာကြောင့်လဲဆိုရင်တော့ဒီမီးကနေရာတည်တည်လေးမှမဟုတ်ပဲအရန်ကိုကြီးမားတဲ့ဧရိယာတစ်ခုလုံးကိုပြန့်နှံ့သွားခဲ့တာကြောင့်ပါ ရဲရင်တမမဟုတ်ချက်လျင်တည်းအကူညီနဲ့လည်းငိမ့်တက်လို့မရတလို့မိသက်ကောင်းရဲ့အကူညီနဲ့လည်းမရပါဘူး။ဒါကြောင့်သူတို့ကအရာတစ်ခုတည်းကိုပဲအာယုံဆိုင်ရမယ်လို့ဆုံးဖြတ်ပါရင်အဲ့ဒါကတော့လူတွေရဲ့အသက်ကိုကယ်တင်ဖို့ပါ။မိသက်ဌာနရဲ့အကြီးတန်းအရာရှိတွေကလည်းမီဒီယာရှေ့မှာဘယ်သူမှစိတ်ပူစရာမလိုဘူးလို့ပြောပါရင်မိထဲမှာပိတ်မိနေခဲ့တဲ့လူတွေဒါမှမဟုတ်ကလေးတွေအားလုံးကိုဘေးကင်းစွာထုတ်ပေးပါမယ်လို့ပြောပါရင်အဲ့ဒီအချိန်ထိ KB နဲ့ Mary တို့ကတယောက်နဲ့တယောက်စကားပြောပြီးတော့သူတို့ရဲ့ဝမ်းနေမှုကိုမျှဝေကြပါရင် ဘာကြောင့်လဲဆိုရင်ဒါကသူတို့ရဲ့နောက်ဆုံးအချိန်ဖြစ်နိုင်တယ်လို့သူတို့နှစ်ယောက်ခံစားနေရတာပါဒါပေမဲ့ခဏကြာမှသူတို့ကမိဟာအရန်နီးလာပြီးဆိုတာတတိထားမိကြပါရင်ကေဗင်ကအချက်ချင်းဘတ်စကားပေါ်ကနေဆင်းပြီးတော့ပတ်ဝန်းကျင်ကမိဝေကိုငိမ့်တက်ဖို့ကြိုးစားပါရင်ဒါပေမဲ့အလီကအရန်မျက်နှာကြောင့်မိဟာငိမ့်ဖို့အတွက်မဖြစ်နိုင်ပါဘူးဒါကိုမြင်တော့ကေဗင်ဘယ်သူမှသူ့ကိုလာကူညီတော့မှာမဟုတ်ဘူးဆိုတာနားလေတော့ပါရင်ဒါကြောင့်သူကဘတ်စကားပေါ်ကိုပြန်တက်ပြီး ဘာပဲဖြစ်ဖြစ်ဘတ်စကားကိုရှေ့ဆက်မောင်းရမယ်လို့ဆုံးဖြတ်ပါရင်အစတော့ဘတ်စကားကမနိုးပေမဲ့ KBN အကြီးကြီးထပ်ပြီးစ조사ပြီးရနောက်ဘတ်စကားကနောက်ဆုံးတော့ဆက်နိုးတွားခဲ့ပြီးသူဟာမိဝေကြားထဲကနေဘတ်စကားကိုရှေ့ဆက်မောင်းလာခဲ့ပါရင်ဒါဟာအရန်ကိုအန်ဒီယံများတဲ့အလုပ်ပါဘာကြောင့်လဲဆိုရင်မီးလောင်နေတဲ့တစ်ပင်တစ်ပင်ဘတ်စကားပေါ်ပြုတ်ကြတာဒါမှမဟုတ်ဘတ်စကားမီးလောင်သွားမယ်ဆိုရင်တော့ဒီနေရာမှာကလေးမိကိုကယ်ဖို့မဖြစ်နိုင်တော့ပါဘူး အခုဆိုရင်တို့ကပတင်းပေါက်နဲ့တခေါင်းကြီးကိုပိတ်ထားတာကြောင့်မိခိုးရေမဝင်သေးပါဘူးတချို့နေရာဝင်မမြင်ရပေမဲ့ကေဘင်ကဆက်မောင်းပြီးအရှိကိုဆက်သွားနေပါလိမ့်ပြီးတော့စူးစမ်းမှုများစွာပြီးမှသူကမီးမရောက်တည်တဲ့နေရာတစ်ခုကိုရောက်သွားခဲ့ပါပြီဒီလိုနဲ့သူဟာအဲ့ဒီနေရာကနေထွက်နိုင်ခဲ့ပါလိမ့်ပြီးတော့ဒီကနေသူကဘတ်ကားကိုတွားခိုင်းတဲ့နေရာစီခေါ်သွားပါလိမ့်အဲ့ဒီနေရာမှာမိဘဝေကဝမ်းနဲ့ပူဆွေးနေကြပါပြီဒါပေမဲ့ဘတ်ကားကိုမြင်လိုက်တာနဲ့သူတို့ကလေးဝင်ဘီကင်းနဲ့ဆိုတာသူတို့သိလိုက်ရပါလိမ့် ဒီအတွက်မိဘအားလုံးကပျော်ရွှင်ပြီးတော့သူတို့ရဲ့ကလေးမျိုးကိုချူဆိုင်ကြပါလိမ့်တစ်ချိန်တည်းမှာပဲမိဘတွေကမေရီနဲ့ကေဗင်ကိုဂျေဆုတင်ပြီးတော့ဘာကြောင့်လဲဆိုရင်သူတို့ဟာသူတို့ရဲ့အသက်ကိုချူမဆိုင်ပဲနဲ့ကလေးဝင်အားလုံးရဲ့အသက်ကိုကယ်တင်ပြီးတော့ဘေးကင်းရာစီခေါ်လာပြီးလို့ပါအခုဆိုရင်ကေဗင်ဟာသူ့ရဲ့မိသားစုကိုလည်းရှာဖွေရအောင်မှဖြစ်ပါလိမ့်သူကသူ့မိသားစုကိုရှာဖို့စကန်တက်စီသွားလိုက်ပြီးအဲ့ဒီမှာသူ့အမေကိုမြင်လဲရပါလိမ့်သူ့အမေကိုမြင်ရတဲ့အတွက်သူအယံပျော်သွားခဲ့ပြီးတော့ကျွန်တော်ရဲ့ဒါဘယ်မှာလဲလို့မေးပါလိမ့် ူအမေကမင်းရဲ့စနီမင်းရဲ့သားကိုခေါ်တော့ပါပြီလို့ပြောပါရီးအဲ့ဒီနောက်မတော်တဆမှုဖြစ်ပြီးရဲ့အနေငယ်အကြကာလကိုပြတာခဲ့ပါရီးနောက်ဆုံးမှာတော့တနင်္နီနဲ့မီးကိုငိမ့်တနိုင်ခဲ့ပါပြီဒါပေမဲ့မီးတက်ပြီးရဲ့နောက်မှာလည်းမီးကသူ့ရဲ့အမတ်အသားကိုခြံထားခဲ့ပါရီးကေဗင်ကသူ့မီးလောင်နေတဲ့အိမ်အနားကိုတွားပြီးတော့သူ့မိသားစုရဲ့ဓာတ်ပုံတွေကိုကြည့်ပါရီးသူ့အိမ်နဲ့သူလူဝိုင်းရဲ့အိမ်တွေကပြာကျသွားတာကိုတူဝမ်းနေနေခဲ့ပါပြီအဲ့ဒီနောက်မကြာခင်မှာပဲကားတစ်စီးရောက်လာပါရီး ေဘင်ကြိလိုက်ပြီးတော့ကားတဲ့ကနေသူ့စနီးနဲ့တာထွက်လာခဲ့ပါရီသူတို့ကကေဘင်နဲ့တွေ့ဆုံကြပြီးတော့ဖခင်နဲ့တာနှစ်ယောက်ဘေးကင်းတဲ့အတွက်ပျော်နေကြပါရီဒီအတွက်သူတို့ဟာကေဘင်ရဲ့စနီးကလည်းသူ့ရဲ့အမားကိုနားလဲပြီးတော့သူတို့ကအတူတကွပြန်နေဖို့ဆုံးဖြတ်လိုက်ကြပါရီဒီမတော်ဆမှုကြောင့်မိသားစုရဲ့အရေးပါမှုနဲ့အတူတကွနေထိုင်တာကဘလောက်အထိကောင်းတယ်လဲဆိုတာကိုသူတို့ကနားလဲသွားကြတာပဲဖြစ်ပါရီကြီးစုပြပြိတ္တများအလုံးဂျေစုတူတင်ရှိပါခင်ဗျာ